တောင်ကိုရီးယားမှာလက်ရှိဖြစ်ပွားနေတဲ့တော်မီလောင်ကျွမ်းမှုတွေကနိုင်ငံသမိုင်းမှာအသေးအပြောက်အများဆုံးတော်မီတွေအနေနဲ့မှတ်တမ်းဝင်လာပါတယ်။တော်မီတွေကြောင့်အသေးအပြောက်ကိန်းခဏန်းက24နာရီအတွင်းအယောက်20တိုးလာပြီးမတ်လ26ရက်မနက်ပိုင်းမှာတော့24ဦးအထိရှိလာခဲ့တယ်လို့သိရပါတယ်။ဒဏ်ရာပြင်းထန်သူ26ဦးကိုလည်းစေယုံတင်ထားရပြီးအဲ့ဒီထဲက12ဦးကတော့အခြေအနေစိုးရိမ်ရပါတယ်။တောင်ကိုရီးယားနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ဂုံဆန်းပြည်နယ်ကဥဆုံခရိုင်မှာ အပြင်းထန်ဆုံးတောမီလောင်ကျွမ်းမှုတွေဖြစ်ပွားနေတာပါလက်ရှိတောင်ကိုရီးယားယာယီသမရဟန်ဒက်ဆူကရင်ဆိုင်နေရတဲ့သဘာဝဘေးဆိုးဟာမကြုံစဘူးအဆင့်မျိုးကိုရောက်နေပြီးသမိုင်းမှတ်တမ်းတွေကိုအစ်စ်ပြန်ရေးရတော့မယ်လို့ပြောပါတယ်တောမီတွေဟာဦးစွန်မျိုးတွေကနှစ်ပေါင်း1300တက်တန်းရှိတဲ့ဂွန်ဆာဖျားကြောင့်လည်းဖြတ်စည်းခဲ့ပြီးအဲ့ဒီနေရာကယဉ်ကျေးမှုအမွေနှစ်လက်ရာတွေကိုလည်းအများဆုံးရွှေ့ပြောင်းထားခဲ့ရပါတယ်တောမီတွေကြောင့်တစ်တော့ area hectare 1000လောက်ဆုံးရှုံးထားခဲ့ပြီး ဒါဟာနိုင်ငံသမိုင်းမှာပမာဏအားဖြင့်တတိယအကြီးဆုံးတောမီးတွေအဖြစ်မှတ်တမ်းဝင်နေပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကုံကဆန်ချွမ်အရက်မှာစတင်ခဲ့တဲ့တောမီးတွေဟာမြန်မြန်ဆန်ဆန်ပဲပြန့်နှံ့သွားပြီးထိမ့်သိမ့်ရခဲ့တဲ့အဆင့်ကိုရောက်ရှိလာပါတယ်။ရာသီဥတုပူပြင်း၆သွေးမှုနဲ့လေပြင်းတိုက်ခတ်မှုတွေကလည်းတောမီးကူးဆက်မှုတွေကိုပိုပြီးဆိုးရွားစေပါတယ်။မိသက်လုပ်ငန်းတွေမှာပါဝင်နေတဲ့ရဟယံတစည်းလဲမတ်လ26ရက်နေ့ကပြတ်ကျပြီးလေယံမှုတိတ်ဆုံးခဲ့ပါတယ်။ လက်ရှိမှာတော့တောမီတွေကိုနှိမ့်သက်ဖို့မိသက်တပ်ဖွဲ့ဝင်တွေကိုတောင်ကိုရီးယားစစ်မှုထမ်း9000လောက်ကလည်းကူညီပေးနေပါတယ်။ပြီးတော့တောင်ကိုရီးယားအခြေဆိုင် American စစ်တပ်ကလည်းတောမီနှိမ့်နှင်းရေးအတွက်ရဟတ်ယာဉ်တွေပံ့ပိုးပေးထားပါတယ်။2025ခုနှစ်ထဲဖြတ်သန်းဝင်ရောက်လာတာ3လမပြည့်သေးပေမဲ့တောင်ကိုရီးယားမှာတောမီလောင်ကျွမ်းမှုဖြစ်စဉ်244ခုကျုံးခဲ့ပြီးပါပြီ။ဒါဟာမနစ်ကတူညီတဲ့ကာလနဲ့ရှင်ရင်နှစ်ဆခွဲတိုးလာတာလို့သိရပါတယ်ရှင်။